2025ခုနှစ်မလ28ရက်ဒေတာစံတော်ချိန်နေ့လယ်12:50မိနစ်3ညနှင်းစက္ကန့်ချိန်မှာအင်အားပြည့်ငရင်နှင့်နောက်ဆက်တွဲငရင်ငယ်များလှုပ်ရှားမှုကြောင့်စကိုင်းတိုင်းဒေတာကြီး မန္တလေးတိုင်းဒေတာကြီး မကွေးတိုင်းဒေတာကြီးနှင့်ရှမ်းပြည်နယ်ရှေးမြောက်ဒေတာနေပြည်တော်ကောင်းစီနယ်မြေပဲခူးတိုင်းဒေတာကြီးတို့မှငရင်ထံသင်ခဲ့ရပြီးလန်တရာအဆောက်အုံများ ထိခိုက်ပျက်စီးခဲ့ရကပြည်သူချို့ဒေဆုံးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ် အဆိုပါငရင်တန်တင့်ဒေတာအသည်ဒီမှာကုညီကေစီရေးလုပ်ငန်းများကိုတိုင်းစစ်ဌာနချုပ်အသည်ဒီမှာတမရော်သားများမြန်မာနိုင်ငံရဲ့တပ်ဖွဲ့ဝင်များမိသက်တပ်ဖွဲ့ဝင်များပြည်ပနိုင်ငံများမှကုညီကေစီရေးဖွဲ့များဌာနဆိုင်ရာဝန်ထမ်းများလူမှုကုညီရေးအသင်းဖွဲ့များနှင့်ဒေတာကန်ပြည်သူများပူးပေါင်းပြီးအချိန်နဲ့တပြေးညီကုညီဆောင်ရွက်ပေးလျက်ရှိရာမလ31ရက်မှာကာကွယ်ရေးဦးစီးချုပ်ယုံကြည်မှဒုတိယဗိုလ်ချုပ်ကြီးမြို့မောင် မန္တလေးတိုင်းဒေသကြီးဝင်ကြီးချုပ်ဦးမျိုးအောင်အလဲပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမူဗုံမှုချုပ်ကျော်ကိုထိုက်တို့ကအောင်မြေသာဆန်မျိုးနဲ့ရှိမြမစီပွားရေးဘတ်တနှစ်တို့ကိုသွားရောက်ပြီးနိုင်ငံဝင်တဲ့များကိုပင်စင်လားစာများအစဉ်ပြေချောမွေးစွာထုတ်ပေးနေမှုကို၎င်းစားသုံးသူရေးရဦးစီးဌာနနှင့်မန္တလေးမြို့တော်စီပင်သာရေးကော်မတီတို့ပူးပေါင်းပြီး အောင်မြေသာဆန်မြို့နယ်ရှိနန်းရှိရာကစားကွင်းမှာပြည်သူများကိုအခြေခံစားသောက်ကုန်များကိုဈေးနှုန်းသက်သာစွာရောင်းချပေးနေမှုများကို၎င်းစကိုင်းမြို့ရှိမြက်ကိုပိုင်ထက်တန်းကျောင်းမြို့တော်ပလီမြို့မပလီနှင့်မိုးကြကြမီပလီများကိုတွားရောက်ပြီးပြိုကျပျက်စီးနေတဲ့အဆောက်အအုံများအတွင် ပိတ်မိနေသူများကို အမြန်ဆုံးရှာဖွေဖော်ထုတ်နိုင်ရင်နိုင်ငံတကာကူညီကိစ္စရေးအဖွဲ့များနဲ့ပူးပေါင်းဆောင်ရွက်နေမှုများကို၎င်း မန္တလေးမြို့မဟာဓမ္မိကာယာမတိုင်မိထီလာကြောင်းမဟာတုံဒရာယာမကြောင်းရွှေကျင်တိုင်မကြီးအဝေးရာယာမကြောင်းတိုင်းနဲ့မစိုးရိမ်တိုက်သေးစားတဲ့ဖုံးတော်ကြီးကြောင်းများတို့သွားရောက်ပြီးဆရာတော်ကြီးများအားဖူးမြော်ကလူပဲပြည်စီများစက္ကန့်လူတန်းချင်းကို၎င်း မန္တလေးမြို့ရှိမန္တလာသီရိအကစားကွင်းကိုတွားရောက်ပြီးရုရှားနိုင်ငံမှရောက်ရှိလာတဲ့ကေဆေးရီဖွဲ့များကိုတွားရောက်တွေ့ဆုံနှုတ်ဆက်ပြီးဂူကြီးကေဆေးရီလုပ်ငန်းများဆောင်ရွက်နိုင်ရင်လိုအပ်တာများကိုညီနိုင်ဆောင်ရွက်ခြင်းကို၎င်းဆောင်ရွက်ကြပါတယ်အလာဒူကာကွယ်ရေးဦးစီးချုပ်ယုံကြည်မှဒုတိယဗိုလ်ချုပ်ကြီးဖုံမြတ်တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှဗိုလ်ချုပ်ကြီးတိုင်းနဲ့တာဝန်ရှိသူများဟာ ်ပဲခူးတိုင်းဒေသကြီးတောင်ငူမျိုးပေါ်ရှိ မြင်းငင်းတန်းချောက်ပျက်စီးခဲ့တယ်။ဝေလူဝန်ရိပ်သာကြောင်းတိုင်းနဲ့ကန်တာစီရတိုးမှာလူရင်းဆယံတရားကြီးများဖြင့်ပြည်လေထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နေမှုများကို၎င်းရန်ကုန်မန္တလေးအမြန်လန်165မိုင်ရှိစွာချောင်းတရာပျက်စီးနေမှုခြေနေများနေတရာပြန်လေးပြုပြင်နေမှုခြေနေများကို၎င်း မိုင်းဝင်လောကမာရဇိန်နန်းတော်ဦးစေရောမြတ်ကြီးပြည်လင်းထူထောင်ရေးလုပ်ငန်းဆောင်ရွက်နေမှုများကို၎င်းတွားရောက်ကြည့်ရှုစစ်ဆေးပြီးလိုအပ်တာများကိုညှိနှိုင်းဆောင်ရွက်ပေးပါတယ်။ဒါပြေနေပြည်တော်ကောင်စီနေမြင့်တက်ကုံမျိုးနေပြမနာမျိုးနေလေဝီမျိုးနေနဲ့ဩဒရာတိရီမျိုးနေတို့ရှိငရင်တန်ဆောက်ပျက်စီးခဲ့တဲ့နေရာများပုပ္ပတိရီမျိုးနေရှိအေအင်ရ63မှ68အထိ အေးအိမ်ရနတ်ဆက်ခေါ်မှာ31အထိပြည်သူစေယုံကရင်300နဲ့ပကံရှိဟောင်းဖျားတို့မှလကောင်းမန္တလေးတိုင်းဒေသကြီးချမ်းမြသာစီမျိုးနဲ့ရှိယာယီစေယုံ AR တရားရေတရာဘုံချိုင်းတာဆန်မျိုးနဲ့ရှိပြိုကျပျက်စီးခဲ့တဲ့နေရာများမဟာမြတ်မုဏိဖျားကြီးဝန်တွင်ရှိဇောင်းနှန်းနဲ့ရင်ပြင်းတော့ Great Wall Hotel ဦးလာသိန်းဘိမှန် Sky Villa နေရာကျောက်စေမျိုးကိုပိုင်မူโจကျောင်းနေရာတဒတ်ဦးမျိုးနေမြေသားမျိုးနေကုမဲမျိုးနေ စကိုင်းမြို့နယ်ရှိငရင်တန်းဆောင်ပျက်စီးခဲ့တဲ့နေရာများမှာ၎င်းပဲခူးတိုင်းဒေသကြီးတွင်ရန်ကုန်မန္တလေးအမြန်လန်း165မိုင်ရှိစွာချောင်းတရားတို့မှာ၎င်းကုညီကေစီလုပ်ငန်းများဆောင်ရွက်ပေးပြီးတရားရရှိကြတဲ့ဒေသခံပြည်သူများကို စေကူတရေးလုပ်ငန်းများကိုဆောင်ရွက်ပေးကြပါတယ်။အဲ့ဒီလိုဆောင်ရွက်နေမှုများကိုတိုင်းဒေသကြီးလိုက်ဝင်းကြီးချုပ်များသက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှတိုင်းမှုများနဲ့တာဝန်ရှိသူများက လိုက်လံကြည့်ရှုပြီးလိုအပ်တာများညှိနှိုင်းဆောင်ရွက်ပေးကာငရင်တဲကြောင့်ပြူကြပျက်စီးခဲ့တဲ့စီဒီပထိုးများပြုပြင်မောမန်ရန်အတွက်အလူငွေများပေးရလူတန်းချင်းငရင်တဲကြောင့်ထိခိုက်တဲ့ရာရရှိပြီးဈေးရုံတရာကုသမှုခံယူနေသူများကိုတွားရောက်ကြည့်ရှုအားပေးခြင်းများဆောင်ရွက်ကြပါတယ်။ဒါပြင်အနေနဲ့ရရမှာစေတနာရှင်ပြည်သူများကလည်းငရင်တန်းသိမ့်ပြည်သူများကို ၊ကုညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေသူများနဲ့ငရင်တန်းတင်ပြည်သူများစားတောက်ရေးအဆင်ပြေစေရေးအတွက်အစားတောက်များချက်ပြုတ်ပြီးထမင်းဟင်းများလှူဒန်းခြင်း၊တောက်ရေးတန်းနဲ့အသုံးဆောင်ပစ္စည်းများလှူဒန်းခြင်းနဲ့အလူငွေများပေးရလှူဒန်းခြင်းတို့ကိုလည်းတပ်ဖက်တလဲမှာကုညီဆောင်ရွက်ပေးလျက်ရှိတယ်လို့တည်င်းရရှိပါတယ်ရှင်။